2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲအတွက်မဲဆင်းတွေကိုစက်တဘာ30ရက်မှာပထမအကြိမ်အဖြစ်ကထားကြေညာမယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဟာ2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲအတွက်မဲဆင်းတွေကို2025ခုနှစ်စက်တဘာ30ရက်ကနေအောက်တိုဘာ23ရက်အထိ14ရက်ကြာ သက်ဆိုင်ရာရက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးနေတဲ့ကြေးရွာအုပ်စုအတွင်းမှာရှိတဲ့ကြေးရွာတွေမှာပထမအကြိမ်အဖြစ်ကတ်ထားကျင်ညာမယ်လို့သိရပါတယ်။အကြောင်းမျိုးမျိုးကြောင့်ရက်ွက်နဲ့ကြေးရွာအုပ်စုတွေမှာကတ်ထားကျင်ညာနိုင်ခြင်းမရှိပါကသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာမဲဆင်းရင်ကြီးစုနိုင်ရေးဆောင်ရွက်ထားမှာဖြစ်ကြောင်းမဲဆန္ဒရှင်စင်းတွေကတ်ထားကျင်ညာစဉ် မဲဆန္ဒရှင်တွေကမဲစင်းရင်လာရောက်ကြေးရှုမှသာပြေဆုံးမှန်ကန်တဲ့မဲစင်းရရှိနိုင်မှာဖြစ်ကြောင်းယူရေးစီကထုတ်ပြန်ပါတယ်။မဲဆန္ဒရှင်တွေအနေနဲ့မဲစင်းကိုလာရောက်ကြေးရှုပြီးမိမိအမည်မဲစင်းမှာမပါဝင်မှာကပုံစံသုံးနဲ့မဲစင်းမှာအမည်ထည့်သွင်းပေးဖို့တောင်းဆိုတာမပါဝင်သင့်သူတွေပါဝင်နေပါကပုံစံလေးနဲ့ကန့်ကွက်တာ မဲစင်းပါအချက်လက်တွေမှားယွင်းနေပါကပုံစံ၄ကားငယ်နဲ့ပြင်ဆင်လွှာတင်သွင်းတာတွေကိုဆောင်ရွက်စီလို့ကြောင်းလိုအပ်တဲ့ပုံစံတွေကိုလည်းရက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာအခမဲ့ရယူနိုင်ကြောင်းယူရေးစီကထုတ်ပြန်ပါတယ်။အဲ့လိုဖြည့်ဆွက်ခြင်းပယ်ဖြတ်ခြင်းပြင်ဆင်ခြင်းတွေဆောင်ရွက်ပြီးပါကအထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စည်ရင်ကို၂၀၂၅ခုနှစ်နိုဝင်ဘာလအတွင်းမှာနောက်ဆုံးအကြိမ်အဖြစ်ထပ်မံကထားကြေညာမှာဖြစ်ကြောင်း မဲဆန္ဒရှင်တွေအနေနဲ့လည်းလိုအပ်တဲ့တောင်းဆိုမှုပြင်ဆင်မှုကန့်ကွက်မှုတွေထပ်မံဆောင်ရွက်နိုင်မှာဖြစ်ကြောင်းယူရီစီကထုတ်ပြန်ပါတယ်။ပြည်စုံမှန်ကန်တဲ့မဲဆန္ဒရှင်စီရင်ရရှိဖို့အတွက်မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့အိမ်တော်စုတစုကိုအ ਨੇ ဆုံးတအိုးမပြတ်မကွက်လာရောက်ကြည့်ရှုခြင်းအဖြစ်ပိုးပေါင်းကူညီဆောင်ရွက်ပေးဖို့မြစ်တာရက်ခံကြောင်းလည်းယူရီစီကထုတ်ပြန်ပါတယ်။